မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝဲဝက်ရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းလေချောင်းတိုက်ခိုက်မှုမှာအယက်သား2ဦးသေဆုံးတဲ့သတင်းဒိုဝဲအာယုဌာနအတင်းကအနိဗန်ရင်အခမဲ့ကူညီမဲ့အကြောင်းဒိုဝဲမြို့အဝင်ပေါက်တိုင်းဒေတာစစ်စေးဂိတ်မှာခရီးသွားတွေကိုထပ်ပုံမှတ်တမ်းယူတဲ့အခြေအနေမြန်မာနိုင်ငံတောင်ပိုင်းဒေသကိုအခုနှစ်မုတ်တုံအဝင်ဆုံးမဲ့သတင်း တိန်ခွန်ရနာကရေချိုးစင်းတဲ့စစ်ကောင်စီတပ်သားတွေကိုပစ်ခတ်တဲ့အကြောင်းစတဲ့သတင်းတွေကိုနာဆင်ရမှာပါရှင်။ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ကတော့တေချောင်းမြို့နယ်ကြက်ခမောက်ရွာလေချောင်းတက်ခိုက်မှုမှာ အရတား၂ဦးသေဆုံးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။တဲ့င်းအပြည့်အစုံကိုဒွေဝက်ရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။စစ်ကောင်စီတပ်ကတရချုံမြို့နယ်ကြက်ခမွန်ရွာကိုလေကြောင်းကနေတက်ခိုက်မှုမှာအရသား2ဦးသေဆုံးသွားခဲ့ပါဗျ။ ဧပြီလ29ရက်နေ့လယ်တနာရီလောက်မှာကြောက်ခမောက်ရွာအဝင်စိုက်ဖို့အနီးကျွမ်းမင်းကုန်းရွာနဲ့ရငဲရွာလမ်းဆို66ရွာတွေကိုစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲခဲ့တယ်လို့စစ်တမ်းနဲ့ပါပစ်ခတ်တိုက်ခဲ့ခဲ့တာပါတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်က KAW မျိုးစာတိုက်လေရင်နဲ့ဘုံကျဲတိုက်ခဲ့ခဲ့တာလို့ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုကြောင့်ကျောက်ခမောက်ရွာအဝင်ဆိုင်ဖို့နာကကွတ်တီယိုဆိုင်ရှင်မမီကန်နဲ့အသက်၄၀ကျော်အရွယ်ကဒွဲရွာသောကိုအောင်စိုးသက်ဦးခေါ် ကိုအောင်အောင်တို့ဘုံစထိမှန်သိဆုံးခဲ့ပါတယ်။မမီကန်ရဲ့သမီးဖြစ်သူဆက်ကျော်သက်အရွယ်ကလေးတအူးလဲဒံယာရခဲ့တယ်လို့အခြားဒံယာရသူတွေလည်းအ ਨੇ ဆုံး၄ဦးလောက်ရှိပါသေးတယ်။ထိုင်းမြန်မာနယ်စပ်ဒွေမြို့နယ်တက်ကစစ်ကောင်စီထိထပြူဟာစခန်းကုန်းကိုတော်လရင်တက်တွေသိပိုက်ပြီးတဲ့နောက်ဒွေခရင်မှာစစ်ရေးတင်းမာနေပါတယ်။စကောင်စီတက်ကလည်းဒဝဲခရင်ကိုအရင်ကတည်းကလေချောင်းတက်ခတ်မှုတွေတုံးမြင့်လို့ဆောင်လာနေပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကတော့ ဒိုဝဲမြို့ကအာယုဌာနအရေးပေါ်အောက်ဆီဂျင်လူတန်းရေးနဲ့နာရေးကူညီပို့ဆောင်ရေးအတင်းကမေလ၁ရက်နေ့ကစပြီးနိုင်ငံရင်အခမဲ့လူတန်းပေးသွားမှာဖြစ်တယ်လို့အာယုဌာနအရေးပေါ်အောက်ဆီဂျင်လူတန်းရေးအဖွဲ့ဒိုဝဲစီကသိရပါဗျ။တဝဲမျိုးနဲ့မြို့အနီးတဝက်ကဘယ်နာရင်မျိုးမဆိုလူမျိုးပါတာအစဉ်အတန်ခွဲခြားတာမရှိပဲအခမဲ့ကိုကြီးပို့ဆောင်ပေးမှဖြစ်တယ်လို့အဲ့ဒီအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။ နိုင်ငံရင်အခမဲ့ကူညီမှုရေရှည်လည်ပတ်နိုင်အောင်နိုင်ရေးကူညီပို့ဆောင်ရေးအတွက်ပါဝင်လှူဒန်းမယ်ဆိုရင်ဒူဝဲမြို့ညောင်ရမ်းတောင်ရဲ့အစ်တန်တိုင်းဖျားဝင်ဘေးကအာယုဒနာအရေးပေါ်အောက်ဆီဂျင်လှူဒန်းရေးရုံးမှာပဲလက်ခံသွားမယ်လို့ဆိုပါတယ်ဒါကြောင့်ဒဝဲမျိုးနဲ့ဒဝဲမျိုးအနီးတဝိုက်မှာနာရီအတွက်ပြည်သူတွေနဲ့ရက်ွက်နာရီအဖွဲ့တွေအနေနဲ့နိုင်ငံရင်အကူအညီလိုအပ်မယ်ဆိုရင်ဖုန်းနံပါတ်3962985111ကိုဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ဆိုပါတယ်။ အာယုဒနာအရေးပေါ်အောက်ဆီဂျင်လူတန်းရေးအဖွဲ့ဟာဒိုဝဲခရိုင်တဲကပြည်သူစေယုံ ပုဂ္ဂလိကစေယုံတွေနဲ့အရေးပေါ်လူနာတွေအတွက်လဲအောက်ဆီဂျင်အခမဲ့လူတန်းပေးနေတာဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒိုဝဲမြို့ကနေမြင်းမြို့ဖက်ကိုသွားတဲ့လမ်းပေါ်ကပေါ်တိုင်းဒေတာမြို့အဝင်ထက်စစ်စေးရေးဂိတ်မှာဧပြီလ29ရက်နေ့ကခီးသွားတွေကိုစစ်စေးပြီးတဲ့နောက်မှတ်တမ်းတပ်ပုံတွေရယူနေတယ်လို့ကိုရိုင်းကြုံရတဲ့ခီးသွားတွေစီကသိရပါဗျ။တင်းအပြည့်အစုံကိုဒိုဝဲဝက်ဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ ဒိုဝဲမြို့ကနေမြေမြို့ဘက်ကိုသွားတဲ့လမ်းပေါ်ကပေါတိုင်းတရာမြို့အဝင်ထွက်ဆက်စေးဂိတ်မှာ AB လ29ရက်နေ့ကခီးသွွားရီကိုဆက်စေးပြီးနောက်မတန်းဓာတ်ပုံတွေရယူနေတယ်လို့ကိုရင်ကြုံရတဲ့ခီးသွွားရီစီကတီးရပါတယ်အရင်ကဂိတ်ဖြန့်ရင်စိုက်ကဲကားနဲ့လာသူတွေကိုလမ်းလျှောက်ခိုင်းပြီးမတ်ပုတ်တင်ဆက်စေးခံရတာမျိုးပဲရှိပြီးမနေ့ကမတ်တန်းဓာတ်ပုံရိုက်ယူတာမျိုးလှုပ်လာတယ်လို့ဆိုပါရတယ်။ နေ့စဉ်ပုံမှန်ဂိတ်ဖြတ်သွားလာနေတဲ့ကြောက်ရက်ကြီးရွာအုပ်စုကရွာသားတွေကိုတော့အဲ့ဒီလိုမတ်တန်ဓာတ်ပုံရယူတာမျိုးမရှိဘဲဈေးကားတွေခိတက်ကားတွေနဲ့သွာလာသူတွေကိုစက်ကောက်စီဂိတ်ကမတ်တန်ဓာတ်ပုံရယူနေတာပါတရချောင်းမျိုးနဲ့ဝင်းဝကျေးရွာအုပ်စုနာမစက်ကောက်စီတန်နေတွလိုင်းအင်အားစုတွေကြားစရေးတင်းမာနေလို့တရချောင်းဘက်ကိုသွားတဲ့မြို့အဝင်ဂိတ်မှာကားနဲ့ခီးသွွားသူတွေကိုဓာတ်ပုံမတန်ယူတာမျိုးဖြစ်နိုင်တယ်လို့ခီးသွွားတွေကတုတ်သက်ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံတာမိုင်းတနင်္သာရီဒေသကိုနှစ်စဉ်ပုံမှန်မုတ်တုံဝင်လေးရှိတဲ့မေလ19ရက်နေ့ထက်အနည်းငယ်စောပြီးမုတ်တုံဝင်နိုင်တယ်လို့မူလဝတ္တလေးလာတုံးသက်သူတွေနဲ့မူဇလဌာနတို့ကအခန့်မှန်ထားပါတယ်မေလ16ရက်ကနေ20ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းကိုမုတ်တုံဆောက်ဝင်ပြီးမေလ21ရက်နေ့ကနေ25ရက်နေ့အတွင်းမြဝကျုံမော်ဒေသကိုဝင်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းဒေသကိုတော့မေလ26ရက်ကနေ31ရက်နေ့အတွင်းနဲ့မြောက်ပိုင်းကိုတော့ဇွန်လ1ရက်ကနေ9ရက်အတွင်းမုတ်တုံဝင်ရောက်မယ်လို့စစ်ကောင်စီရဲ့မိုးစလဌာနကခန့်မှန်းထားပါတယ်။အနောက်ဘက်လေစီကြောင်းနဲ့အတူအနောက်တောင်မုတ်တုံလေဟာမလေးရှားကျုံးဆွယ်ကိုမေလ10ရက်နေ့ကျော်မှာဝင်လာနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းတနင်္လာရီဒေသကိုပုံမှန်မုတ်တုံဝင်နေကြမေလ16ရက်နေ့ထက်အနည်းငယ်စောပြီးဝင်ရောက်နိုင်တယ်လို့မိုးလေဝသလေလာသုံးသက်သူဦးဝင်းနယ်ကလည်းခန့်မှန်းထားပါတယ်။ မုတ်တုံလေးမဝင်ခင်တကြံကာလမတိုင်ခင်ကလေးကတင်းနှင်းသားရီဒေတာမှာနေရောက်ွက်ချောင်းမိုးရွာတော့နာမိုးကြီးတာတွေဖြစ်နေတယ်လို့ဒေတာခန်တွေစီကသိရပါဗျ။မုတ်တုံမဝင်မီမေလာစမ်းပိုင်းအထိမြန်မာနိုင်ငံမှာအချိန်ကာလမဟုတ်မိုးရွာတော့မှုတွေဆက်ရှိနေမယ်လို့စစ်ကောင်စီရဲ့မိုးစလဌာနနဲ့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသဌာနတို့ကခန့်မှန်းဖော်ပြထားကြပါရဲ့ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်လမ်းကတင်ခွန်ကျေးရွာနာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေရင်းစင်းချိုးချင်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကသိရပါတယ်ဧပြီလ28ရက်နေ့ညနေ9:00နာရီလောက်မှာတင်ခွန်ရွာနဲ့ချောင်းမှုရွာကြားကရာဘာချန်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဘူအစင်းရှိသူအပါအဝင်တပ်သား9ဦးဥယျင်ချန်ထဲကချောင်းထဲရေစင်းချိုးချင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တာပါ။တည်င်းအပြည့်အစုံကိုတော်ဝက်ဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ ထိုင်းမြန်မာနယ်စပ်လွန်ကားဒေခွန်ကျွာနာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေရေစင်ချိုထေးပြစ်ခတ်တိုက်ခိုက်ခဲ့လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ဧပြီလ28ရက်ညနေ9:00နာရီလောက်မှာဒေခွန်ရွာနဲ့ချောင်းလုံးမှုရွာကြားကရောဘာချမတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဘိုးဆင့်ရှိသူအပေါင်းဝင်တပ်သား9ဦးဟာဥညံတဲ့ကချောင်းတဲရေစင်ချိုချေးတွန်လိုင်းတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တာပါ။ ရင်လာကျိုးတဲ့စကောင်းစီတပ်သားတွေထဲရှေ့ဆုံးကလာတဲ့နှုတ်ပဲလက်နဲ့ပါပြီးကြံတဲ့သူတွေမှာလက်နဲ့မပါဘူးလို့တော်လိုက်တပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ကြံတဲ့စကောင်းစီတပ်သားတွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စကောင်းစီတပ်က120မမလက်နဲ့ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့ပြင် drone နဲ့ပေါ်ချတက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဧပြီလ26ရက်နေ့ကလည်းသိခွန်ရွာနဲ့အနီးနားမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေစီ ရစ်ခါတွေနဲ့လည်းနဲ့အင်အားလာရောက်ဖြူတင်းခဲ့တယ်လို့တော်လိုက်တပ်ဖွဲ့ဝင်ချိုးစီကသိရပါတယ်။ထိုင်းနိုင်ငံနဲ့စကူတော်ရေးလမ်းပိုင်းကို ပြန်ထိချိုးဖို့စကောင်းစီတက်ကအင်အားစာကြီးတုံးပြီးစစ်ကြောင်းထိုးလာလို့တိတ်ခုံကျေးွာနဲ့အနီနာရွာတွေမှာငါးနာနီးပါးကြားတဲ့ထိတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ဒါကြောင့်အဲ့ဒီကြေးဝါးတွေမှာနေထိုင်တဲ့ပြည်သူတွေစစ်ပေးရှောင်နေရတာငါးလအနီးပါရှိလာပြီးစေဝါတက်လက်မှုတွေလည်းကြုံနေကြရပါတယ် လိုတနင်္သာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Watch Wine တို့သားတွေကဆုမွန်ကားတောင်းအပ်ပါတယ်ရှင်။